စီတိုဖူလုံနေလေးပါချင်းစီတိုဖူအိမ်မှာကိုတိုင်လို့စားလို့ရပါတယ်။ပြီးရင်သုံးစီတိုဖူကိုပေးပြီးရေစီရေစီပြီးတော့မှမိနစ်20ပေါင်းထားပါမယ်ရှင်။မိနစ်20ပြည့်ရနဲ့အချိန်ပြည့်ပြီဆိုရင်အေးအေးကိုခံထားပါမယ်။ဒီတိုင်းမီးပေါ့မီးဖူကနေချပြီးအေးခံပါမယ်။အေးရပြီဆိုတာနဲ့သူ့ကိုအစင်လိုက်ပြန်အုပ်ထားပြီးတော့တေးရတဲ့တရက်လေးထားပြီးပါ။တပတ်လောက်အချိန်ကြာတာနဲ့ထားပြီးနက်လို့ရပါပြီဆိုရင်အမလာမုံလေး တရုတ်မဆလာတွေအကုန်နေပြီးတော့မြေုပ်ဒီမုံတွေအယုံဒီမုံတွေအကုန်နေကျင်းပါမယ်။ဟိုနေပြီးတော့နှက်ထားတဲ့စီတဖူရတာနဲ့အဲ့အရက်ဖြူလေးကိုစိန်ပါမယ်။အရက်ခုထဲကိုစိန်ပြီးတော့မာလာမုံနဲ့ပြန်ပြီးတော့မွေးပါမယ်နော်။အကုန်မာလာမုံနဲ့နှက်အောင်အကုန်မွေးမွေးပြီးတာနဲ့ တေချာဝင်အောင်မလာတဲ့တေချာလက်ပါဝင်အောင်တေချာလေးခါပြီးတော့ဝင်ပြရပါမယ်ရှင်ဒီချက်ကိဆက်ပြီးတော့ဝင်ပြရပါမယ်တူဖူကအရင်ဤနေတဲ့အတွက်သူကပြင်နေပါတော့ခါလိုက်ပါလဲ